။မြင်းချန်ကစစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်အမျိုးသမီးတွေဟာပြည်သူလူထုတွေချမ်းမှာအယောက်ဝိနဲ့တော်လိုင်းအဖွဲ့တွေရဲ့သတင်းတွေကိုစုံစမ်းနေတယ်လို့ဒေသခံတွေကပြောပါရယ်။ခွန်စာဦးပေးပို့ထားပါရယ်ခင်ဗျာ။မန္တလေးတိုင်းမြင်းချန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကဒေသခံအမျိုးသမီးတချို့ကိုစီယုံကာအခြေခံစစ်တပ်နဲ့ပေးပြီးပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းထားပါရယ်။အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာဈေးတယ်ခီးတယ်အလုတ်သမားပွဲစားစတဲ့အတွင်မျိုးစုံယူက ယထာဘူတာကားကိန်းလှေစိမ်းတိုးကိန်းနဲ့ဈေးတွေမှာတရင်စုံစမ်းထောက်လန်းတာတွေပြုလုပ်နေတယ်လို့ဒေတာကန်တွေကဒီပီပီကိုပြောပါတယ် အမျိုးသမီးပြည်သူစစ်တွေကိုတချို့နေရာတွေမှာကိုဗားလိခိုင်းနေတယ်ကိုပေါ့ရက်ွက်တိုင်းမှာသူအထောက်ထိထားရပြလက်ဖိတ်ဆိုင်မှာထိုင်နှလုံးရောင်းသုံးလုံးရောင်းပုံစံမျိုးနဲ့ထားထားရရှိရကိုရက်ွက်တွေနဲ့ဆိုင်မှာထားထားနော်ဆိုင်စပွဲတို့လူလူပုံစံမျိုးတွေနဲ့အကုန်လုံးထားထားရရှိရကိုအမျိုးသမီးပြည်သူစစ်တင်တာမဟုတ်ဘူးနော်အမျိုးသားတွေလည်းကျွန်တော်ဖမ်းပြီးသူပြည်သူစစ်တင်တာပြင်နေပါကိုတော်တော်များများကတော့အတင်းအာရမချင်းချောက်ဆွတ်တန်းထားရရှိတယ်ခီးတဲ့တင်ကားတွေပေါ်နေပြီးတော့ပေါ်တာဆွဲပြီးတော့သူတို့အတင်းအာရမတင်နေပြင်နေရတယ်အများကြီးရှိပါတယ်ကို စစ်ကောင်စီတပ်ကစစ်မှုရန်ဥပဒေကိုအသက်တွင်းခဲ့တဲ့တနစ်ကျော်ကာလအတွင်းတောင်းနဲ့ချီတဲ့လူငယ်နဲ့လူလက်ပိုင်းတွေကိုနီလန်မျိုးစုံနဲ့အာတမလူတက်စုဆောင်ကစစ်မြေပင်ကိုပို့ဆောင်ခဲ့တာပါဒါအပြင်အမျိုးသမီးတွေကိုလည်းအာဓမစုဆောင်ကပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းခိုင်းပြီးလူလူကြားတရင်ထောင်လန်းခိုင်းတဲ့ဟာမျိုးသမီးရဲ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်လို့ နိုင်ငံဝန်ထမ်းကနေစီရီယံလုတ်ပြီးစစ်အာဏာရှင်ကိုတော်လှန်နေတဲ့အမျိုးသမီးတူကပြောပါတယ်အခုဒီမြင်းချံမှာ ီအမျိုးသမီးတွေကိုပြည်သူရှစ်လောက်ခိုင်းပြီးတော့မှဒါစစ်တန်းနဲ့ပေးနေတဲ့အနေအထားတစ်ခုဟာဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့စိတ်ဆန္ဒမဟုတ်ဘဲနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဖြစ်တယ်ဆိုတာအိမ်မတမ်းမပဲထင်တာမြင်တာရှိတဲ့တကြောင်မတအမျိုးသမီးတွေရဲ့အခွင့်အရေးကိုချိုးဖောက်ရလဲကြာတယ်လို့အဲလူသားတိုင်းအနေနဲ့အတုံးပြည့်တဲ့အတွက်လဲဒါရာဇဝတ်မှုမြောက်တယ်ဆိုတာကိုတော့ဒါကျမတို့ပြောချင်ပါတယ် မြင်းကြံပြည်သူစစ်ကောင်းဆောင်တီတာယူမွန်ခွဲဟာမြင်းကြံနဲ့တောင်တာမှာရှိတဲ့မျိုးသမီးတွေကိုစူးစီးပြီးစစ်အခြေခံတင်တန်းနေပေးနေတယ်လို့မြို့ကန်နေစီကသိရပါဗါးအရင်ကတော့မြင်းကြံမြို့နယ်မှာရှိတဲ့မျိုးသားတွေကိုစစ်တင်တန်းပေးခဲ့ပြီးမဲ့ဒီနှစ်မှာ မြင်းကြံနဲ့တောင်တာကအမျိုးသားမျိုးသမီးတွေကိုစူးစီးပြီးမလအစောပိုင်းကစလို့စစ်တင်တန်းပေးနေတာလို့မြို့ကန်တယောက်ကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ